။ Wolf အသင်းတန်းဆင်းရရင်အသင်းရဲ့ကျယ်ပွင့်ကွင်းလှည့်လူကိုအောက်ဈေးနဲ့ဝယ်ဖို့ကြိုးစားနေတဲ့ United Manchester Football ဆောင်ကတင်ဆက်နေပါရီ Manchester United အသင်းကအခုဒီလောမှာကွင်းလှည့်လူတွေနဲ့တော်လီပြောင်းရွှေ့သတင်းတွေကြေကြေလောင်လောင်ထွက်ပေါ်နေခဲ့ပါရီ။နောက်တစ်ခါလဲကွင်းလှည့်ကစားသမားတအုပ်ကိုလိုအပ်နေတာအားလုံးအသိဖြစ်ပြီးဇန်နဝါရီပြောင်းရွှေ့ကလည်းနီကပ်လာနေလို့ဒီလိုမျိုးသတင်းတွေထွက်လာတာထူးတော့မထူးဆန်းပါဘူး။နောက်တစ်ခါကွင်းလှည့်ပြင်မှတ်တွေကတော့ Brighton ကွင်းလှည့်လူပါလီပါ Crystal Palace ကွင်းလှည့်လူ Adam Walton နဲ့ Northern Forest ကွင်းလှည့်လူ Anderson တို့ပဲဖြစ်ပါရီ။ အားလုံးသိကြတဲ့အတိုင်းဒီကစားမတွေကသူတို့ရဲ့အသင်းမှာကျယ်ပွင့်ကစားမတွေဖြစ်ပြီးလိုချင်တဲ့အသင်းတွေများနေလို့ပြောင်းရွှေ့ရေးကပေါင်တန်း100လောက်ရှိမှာပါ။ညတဲ့နေနဲ့ပြောင်းရွှေ့ရေးတက်တက်တတနဲ့ခွေယူနိုင်မဲ့ကွင်းလယ်လူတအုပ်ရှိပါလိမ့်။သူကတော့ Overdan တင်းရဲ့အသက်24နှစ်ရွယ်ဘရာဇီးကွင်းလယ်လူ Jaos Gomez ဖြစ်ပါလိမ့်။ဒီဘရာဇီးသားကတော့ကွင်းလယ်မှာဆွဲဆောင်ရကစားမလို့ပြောနိုင်ပါလိမ့်။ကွင်းလယ်ထိုင်နဲ့ကွင်းလယ်ခန်းစစ်မှာအဓိကကစားသလိုလိုအပ်လာရင်ကွင်းလယ်တိုက်စစ်မှာလည်းကစားနိုင်မှာသေးတယ်။ Hof ကဒီယာဒီမှာအဆင့်20ဖြစ်ပါလိမ့်။တန်းစင်းမှုအလားအလာအတော်လေးကိုများနေပါလိမ့်။ ဒီချက်ကိုအသုံးချပြီးတော့ United က Gomez ကိုခေါ်ယူချင်နေကြတာပါ Wolf အသင်းဟာတန်းစင်းခဲ့ရင်ကစားမကလည်းအသင်းကနေထွက်ခွာလာနိုင်တယ်လို့ဈေးကလည်းအတော်ကျသွားမှာပါပြီးခဲ့တဲ့ဈေးကွက်တုန်းက Wolf ကသူ့ရဲ့ကြေဝင်ကစားမကိုပေါင်တန်း60နဲ့ဈေးခေါ်ထားလို့တန်းစင်းခဲ့ရင်တဝက်ဈေးလောက်နဲ့ရမှာပါ။ညတကတော့ဒီချက်ကိုစောင့်ပြီးတော့ Gomez ကိုချိန်ရွယ်နေတာပါ။ဈေးတက်တက်တတနဲ့ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ Gomez က United အတွက်အကျိုးရှိစေမယ့်ခေါ်ယူမှုတစ်ခုဖြစ်လာမှာပါ။ဒီကနေ့ရတင် Sam ကတော့ဒီလောက်ပါပဲ။နောက်ဆုံးရအကစားတွင်နေ အပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ပါရမြော်